ဖက်နိုင်ငံကိုတွားကစားမယ်ဆိုတော့မမကုံဆောင်ပြီးတွားမယ်ဆိုတော့ဒီကလေးကသူ့မှာအများကြီးပြင်ဆင်ရမှာလေ့ကျင့်ရမှာပေါ့ဗျာပြောမလို့ train လောက်မှာလေ့ကျင့်ရမယ်အဲ့ဒီပြိုင်ပွဲအတွက်ကိုအများကြီးအားထည့်ရမှာပေါ့လေ့ကျင့်မှုလည်းအားထည့်ရမယ်အစားအယူပါနဲ့အစားဆုံးပေါ့ဒါပေမဲ့ကျွန်တော်ဘုရားလူတွေကပြောတာတော့နည်းနည်းတော့ဟိုတိုင်းပြည့်သူကပြိုင်ပွဲတွေကိုကစားမယ်ဆိုတော့စိတ်ပဲရှိတယ်လေဘလို့လောက်ရမယ်ဘာအားရမှုတွေကိုအားထည့်မှုတွေနေတယ်အာဒီပေါ့လေ့ကျင့်မှုအားလည်း ိုင်ငံသားကိုရှင်းပြရမယ်ဆိုပို့ပြီးတော့လေ့ကျင့်ရမှာလေအဲ့ဒါကြီးတို့ကနားမလဲဟိုဆရာကိုယ်တိုင်လဲဆရာဒီချန်ပီယံဘဝရောဆရာဖြတ်သန်းတဲ့ဘဝမှာကျွန်တော်တို့ကြီးခဲ့ရတာဗောနော်ဆရာဒီဘောက်ဆင်းစေးရန်ကောင်းတယ်လက်သီးကောင်းတယ်အဲ့လိုမျိုးပဲဒူးတိုက်တာတွေခြေကန်တာတွေလဲဆရာမရောခဲ့ဘူးပညာဆုံးတယ်ဗောနော်အခုနောက်ပိုင်းရိုးရလက်ဝိသမားတွေဝမ်းမသွားကစားတဲ့အခါမှာအများဆုံးကြားရတဲ့ဝေဖန်ချက်ကမြန်မာကစားသမားတွေဒီလက်သီးတစ်ပောက်ပဲကစားနေတယ် တောင်ရိုက်တာတွေဒူးတိုက်တာတွေခြေကန်တဲ့အပိုင်းတွေမှာအားနေတယ်ဆိုပြီးတော့ဟိုဝေဖန်တာတွေထောက်ပြတာတွေရှိလာကြတယ်။အဲ့ဒါဒီအပေါ်မှာရောတကယ်ပဲမြန်မာတွေကမြန်မာကစားသမားတွေကလက်သီးတစ်ပောက်ပဲကစားနေကြတာလားဆရာ။ဘာဆရာအမြင်လေးပေါ့နော်။အဲ့ဒါသိကြတယ်။အဲ့တော့အမြင်ပြောရင်တော့ကျွန်တော်တို့ကျွန်တော်တို့ဒီမြန်မာယူရဲ့လောကီသမားတွေကဖြစ်ဆက်ဆက်မှာတော့ကံလေတိုက်တယ်ထိုးတာပေါ့။အကျဉ်းမျိုးမျိုးကလောကီပညာရအစပြေဆုံးကစားကြတာများလား။ ခုနောက်ပိုင်းလူတွေကသူကလက်တီးကိုနည်းနည်းအားပြုတော်များလားအကန့်နေနေတဲ့အတိုက်တင်နေတဲ့ဒူးတိုက်တာလည်းတိုက်မရှိဘူးတောင်ရိုက်တာခွာတိုက်တာတို့ကတ်တိုက်တာလှန်တိုက်တာပေါ့တော့ကုလဝိသမားတွေကိုဟိုကဒူးပနချက်တိုက်လို့တက်လဲဒူးပနချက်တိုက်မျိုးရှိလို့မင်းဒီကောင်မလို့ဖြစ်မှာကြာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါမျိုးတော့သူကဒူးတော်ကိုလက်တီးနဲ့တွဲရမှာလေသူကနားမလဲမတွဲတတ်ဘူးအဲကံမဲ့သူကကံပြီးပြွာပြီကံပြီးဘာပြန်လုပ်မလို့ဆိုတော့သူတို့မစင်စားဘူးဆက်မလုပ်တော့ရက်လိုက်တာ အဲ့ဒါမျိုးပေါ့ဆီကတော့ပညာရက်လေးနည်းနည်းတာပေါ့ဟုတ်ဆရာအဲ့လိုဆရာပြောသလိုပေါ့နော်ပညာရက်လေးနည်းတယ်ဆိုတာကသူတို့ကိုတင်ပြပြတင်ကြားပြသပေးနေတဲ့နီးကနေနေတဲ့ဆရာတွေရဲ့တင်ကြားမှုအပိုင်းမှာလိုဝါလိုလားသို့မဟုတ်ကစားသမားတွေကိုယ်တိုင်ရောပဲလက်သီးကိုအားတန်းပါလားဆရာသမားတွေကတော့အတီးသီးပြပေးတာပဲအကုန်လုံးအတူတူတက်တဲ့ပညာနဲ့သူပြတာပဲကိုလေကိုတက်တဲ့ပညာနဲ့ကိုတပည့်တွေကိုကိုတင် जा ပြီးတော့ပြပြတာပဲ ဒါပေမဲ့ကလေးတွေကစူနာမလောက်တာညာတယ်။ဟုတ်ကဲ့။အဲအဲ့ဒါတွေပေါ့။နောက်ပေါ့နော်ကျွန်တော်တို့တချို့လည်းပြောကြတယ်ဝမ်းမှာတချို့မြန်မာကစားသမားတွေနိုင်လာရှုံးလာနိုင်လဲအတွက်လည်းအားပေးပါတယ်ရှုံးမိမဲ့လည်းလက်စွမ်းပြနိုင်ရင်အားပေးကြတယ်ဘိသက်ကဟိုလက်ခံတယ်ရှုံးလာနိုင်လာတော့အဓိကမဟုတ်ပေါ့နော်သူတို့ဘယ်လောက်ထိသူတို့ performance ကောင်းလဲမကောင်းလဲဆိုတာပေါ်မှာပဲဘိသက်ကလက်ခံလာပေါ့အမှန်တချို့ကစားသမားတွေကြတော့ဒီသူတို့ရဲ့ထိုးလုံးတပောက်တွေအနေထားတွေကဝမ်းမာလာသွားရှင်းပြနေတယ် အဲ့ဒီအစင်တန်းမျိုးထိုက်တန်တဲ့အစင်အစင်တန်းမျိုးထိုက်တန်တဲ့လက်စွမ်းမျိုးတရာမျိုး မတွေ့ရဘူးပေါ့နော်အဲ့အပေါ်မှာဆရာဘယ်လိုမြင်လဲဆရာအဲ့လိုမျိုးအဲ့ဒါတွေကတော့ရှိပါလားတို့ဒီတစ်ဖက်နိုင်ငံကိုတွားကစားမယ်ဆိုတော့မမကုံဆောင်ပြီးတွားမယ်ဆိုတော့ဟာဒီကလေးကသူ့မှာအများကြီးပြင်ဆင်ရမှာလေ့ကျင့်ရမှာပေါ့လားပြောမလို့ထွန်းလုံးမှာလေ့ကျင့်ရမယ်အဲ့ဒီပြိုင်ပွဲအတွက်ကိုအများကြီးအားထည့်ရမှာပေါ့လေ့ကျင့်မှုလည်းအားထည့်ရမယ်အစားအယူပါနဲ့အစားဆုံးပေါ့ဒါပေမဲ့ကျွန်တော်တို့ဆရာလူတွေက ပြောတာတော့နည်းနည်းတော့ဟိုတင်းပြဲသူကပြန်မိုးတော့ကစားမယ်ဆိုတော့စိတ်ပဲရှိတယ်လေဘလို့လောက်ရမယ်ဘာအားရမှုတော့အားထဲမှုတွေနေတယ်အာဒီဘောလေ့ကျင့်မှုအားလဲနိုင်ငံသားကိုရှင်းပြမယ်ဆိုပို့ပြီးတော့လေ့ကျင့်ရမှာလေအဲ့ဒါတွေသူကနားမလဲဟိုဒါကတော့ကစားသမားအပိုင်းပေါ်ဆရာတခုလောက်ဖြတ်မြေးခြင်းလဲရမေးပါဟိုဟိုဟာပေါ့ဥပမာပေါ်ဆရာရဲ့ကစားသမားတတိယတယ်မှရှိတယ်သူ့ကိုပထမတန်းကိုတက်ထိုးခိုင်းသလိုမျိုးဖြစ်နေရင်တော့မသိတော့ဘူးပေါ့နော်ဥပမာဆိုကြပါဆိုကျွန်တော်တို့ဒီပြည်တွင်းမှာတောင်ပွဲအရေးအတွက်က လက်ချိုးကြည့်လို့ရအောင်ပွဲနေသေးတယ်ဒါမဲ့ဝမ်းအောင်သွားထိုးရတာမျိုးအခါကျရင်တင်းမတင်းတော်တာမျိုးတွေလည်းရှိကောင်းရှိမယ်လို့ပြည်သက်တွေကတော့ထင်ရတယ်အဲ့ဒီအမြင်တွေပေါ်မှာတော့တချို့ကသာမှားတယ်ကျွန်တော်မြန်မာရွေးရလို့ရအခုကသူကစနစ်ကိုတစ်ခုပြောင်းလာသလိုဖြစ်တာဟုတ်ခုစနစ်သေးဆိုပြီးတော့သူဝိတ်တန်းတူကစားလို့ရတယ်ကျွန်တော်တို့ထိုးတဲ့ခင်မှာကတော့သူကအရှင်းနဲ့ကစားရတယ်ဟုတ်ကဲ့ခင်ဗျာသူကအရှင်းဆိုတာအနည်းဆုံးကပစ္စမအစားတာပါ ဟုတ်ပစ္စမလည်းပစ္စမကိုလည်းစားရတယ်ထွက်လည်းအထူးလန်ခေါ်တော့ပစ္စမလည်းခေါ်တယ်အထူးလည်းခေါ်တယ်အဲ့ဒါပြီးတော့မှသူကစရိုးတန်း online သွားတယ်စရိုးတန်းပြီးတော့တတိယတတိယပြီးရင် तू ကဟိုတုန်းကကီလိုနဲ့ဝိတ်နဲ့မစားဘူး तू ကအရှင်းနဲ့အရှင်းနဲ့ဟုတ်ကဲ့အဲပထမတန်းပထမတန်းရောက်ပြီး तू ကလွတ်တံပဲဟုတ်ကဲ့ဟုတ်လို့အဲအဲ့ဒီခေတ်ကဘယ်လိုလဲဆိုတော့တော်တော်ခုစရိုးတန်း online ရအောင်လေဆိုရင်ကျွန်တော်တုံးကြီးစိန်ခေါ်ပဲပြီးထိုးတယ်အားကြီးကျွန်တော်ထိုးတဲ့ဆိုတော့လက်မခံအောင်အဲ့တော့တော့ဒီမြန်မာနိုင်ငံရွေးရလို့အခွင့်အရေးမပေါ်သေးဘူး အဲခုံတိုင်းရဲ့ဆုံးဖြတ်ချက်နဲ့ပဲသွားတာပေါ့တတိယတန်းကျွန်တော်ထိုးခဲ့မှဆိုရင်သူက 5GB ထိုးတယ်အွန်လိုင်းရဘူးမှအဲ့ဒါတော့အွန်လိုင်းမရဘူးမှပြထိုးဟုတ်ကဲ့ခင်ဗျာအပြင်ဒူးရတန်းဆိုရင်သူက 9GB အဲ 6GB အဲအဲ့ဒီမျိုးတတ်မှတ်စင်နဲ့ပြထိုးတယ်ပထမတန်းကအဝင်ပြီဆိုရင်ပထမတန်းအွန်လိုင်းရပြီဆိုရင်သူက 15GB ပေါ့အဲအလွတ်တန်းကိုသူကအဲ့လိုပြီးသွားတာပေါ့အခုဒီခေတ်မှာရတော့သူကဘယ်လိုဖြစ်သွားလဲဆိုတော့တိုင်ဝဲရောမထိုးဘူးဝိတ်ရအကောင်ကြီးတယ်ဝိတ်တူတယ်ဆိုရင်ပြေးကစားကြရတယ်ဟုတ်ကဲ့ခင်ဗျာအဲ့ဒီအဖွဲ့ချုပ်တွေကနေပြီးတော့အဲ့ဒီမျိုးတော့ လက်ရည်ရတော့မရှိဘူးဝိတ်တန်းတူတဲ့ခါကျတော့အရှင်းกว่าပါလေလက်ရည်ဟိုလက်ဝတ်ပညာအရှင်းกว่าတယ်ဟုတ်ကဲ့ဒါပေမဲ့ဝိတ်တန်းတူတော့ကစားရတယ်လေဟုတ်အဲအဲ့ဒါလေးတွေနှိပ်ပါလာရှိရပေါ့တချို့ကလေးတွေကတက်လန်တော့ရှိတယ်အကြီးတန်းကိုသူကတက်ကစားရတော့နာသွားတော့လက်ဝတ်ထိုးကြောက်ပါလေအဲအဲ့ဒီလိုမျိုးအပေါ်မရောက်ဘဲနဲ့ဆုတ်ရတဲ့ကလေးတွေလည်းမြင်ရတာပေါ့နော်အဲအဲ့ဒါမျိုးကြီးပေါ့ဆရာဆရာတို့ကတော့တော့ဒီပထမတန်းပဲဖြစ်ဖြစ်အလွတ်တန်းချန်ပီယံအတွက်ပဲဖြစ်ဖြစ်အပြိုင်ဆိုင်ပေါ့နော်အကြီးတန်းမှာ ဒီဟိုကစားသမားကောင်းတွေအများကြီးရှိခဲ့တယ်ဆရာတို့ကဆိုရင်လည်းဆရာပါဝင်ဟိုကိုချူလူဝင်လို့ရှိတယ်ဝမ်ချိုင်းလို့ရှိတယ်လာလုံချောလို့အများကြီးပဲဒိတ်ဒိတ်ကျဲတွေပေါ့နော်ခုနောက်ပိုင်းကျတော့ဒီလွတ်တန်းလို့ပြောလို့ရတယ်ပထမတန်းလို့ပြောလို့ရတယ်ကစားသမားတွေကတော်တော်လေးနည်းလာတယ်ပေါ့ဆရာခုလက်ရှိချိန်မှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအဲ့ဒီအပေါ်မှာဆရာဘလူမြင်လဲဆရာခုလက်ရှိလွတ်တန်းချန်ပီယံဘွဲ့အတွက်စိန်ခေါ်နိုင်စွမ်းရှိတဲ့ကစားသမားတွေနည်းနေတယ်ပေါ့မှာအခုကဒီလွတ်တန်းကစားဖို့ဆိုတာရိုးရိုးလုံးဝေးမှာက လူလေးနဲ့အငယ်ရန်နေလာများတာတော်မဆိုကျွန်တော်တို့လဝိအရှင်းနဲ့ပြောရတော့ဒုတိယရန်အရှင်းအားအနေအောက်ထိတော့များတယ်ဟုတ်ကဲ့ချန်ပီယံရန်ပထမရန်ကြတော့အော်လန်ကစားမဲ့ကလေးကနေတယ်နောက်တစ်ချက်လည်းလက်ရည်မီတာပေါ့လက်ရည်မီတော့ပထမရန်မတက်ဘဲနဲ့ခိုးနေတာလည်းရှိတာပေါ့အဲအဲ့ဒါမျိုးတော့ချန်ပီယံကိုတို့ကမဖြစ်ချင်တာလားချန်ပီယံရန်ကိုမတက်ချင်တာလားတော့ကျွန်တော်တို့မသိဘူးဟုတ်အဲတို့ကအဲ့လိုရပ်နာလိုက်တာလည်းရှိတာပေါ့ချန်ပီယံကိုမကြောက်တာလားဘယ်လိုလဲတော့မသိဘူးနောက် ချန်ပီယံနောက်လာမဲ့ချန်ပီယံဆိုရင်လည်းမတွေ့သေးဘူးပေါ့အဲအဲ့ဒါမျိုးလေးရှိတယ်အဲ့ဒါဆရာအခုလက်ရှိချန်ပီယံတန်းမှာဒိဋ္ဌိကျယ်စိတ်ဟော်လို့ရရနိုင်တယ်ပွဲကောင်းတွေဖြစ်နိုင်တယ်ဟာတွေဘဒူတွေလို့ဆရာသတ်မှတ်လဲဆရာဟုတ်ပြောမှဆိုတော့အခုကစားမှဆိုတော့ခုလက်ရှိရှိတာအထူးသဖြင့်ရှိမှာပေါ့တိုးတိုးဝင်လာရှိမယ်အခုနောက်တက်လာတဲ့ဒီအောင်ခိုင်တော့ရှိတာပေါ့ အနောက်ဒီတော်တော်ဝင်းလေးတယောက်ရှိမယ်တော်တော်ဝင်းလေးကတော့နည်းနည်းတော့ဝိတ်နေသေးတာပေါ့အခုတော့မသိဘူးပေါ့အဲ့ဒီအတန်လေးတွေတော့ပဲသူကလေပတ်ပြီးတော့ကစားနေတာပေါ့အမကြီးကစားပြန်တော့လေအဲ့ဒီအောင်ခံရောကျတော့သူကထုံထုံမင်းတို့တော့မကစားရဲပြန်ဟုတ်ကဲ့တော့တွေးသေးတော့ကစားရဲတယ်ဟိုဘက်ကသူမကစားရဲတာသိတာပေါ့အဲ့လိုပတ်လေကတော့နေတာပေါ့ဟုတ်ကဲ့ရာမန်ရှိအဲ့ရာမန်တယောက်ရှိတယ်ဟုတ်ကဲ့အောင်ခံနဲ့ဆိုနောက်ဆုံးထိုးသွားတာဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီပထမလမ်းရိုးရလဝိသမားတွေအကြောင်းလေးပဲနည်းနည်းလေးဆက်မေးခြင်းပါတယ် ဟုတ်ကဲ့ပါလေဆိုတော့ဆရာပြောသလိုပေါ့ပမာဏမှာလည်းချန်ပီယံလူမဲ့ကစားသမားအရန်နေနေဒါပေမဲ့ဒီဘက်နှစ်ပိုင်း2025ထဲမှာရာမန်ပွဲစိတ်ပွဲလေးတွေစိတ်လာတယ်၄၅ပွဲလောက်ရှိနေပြီသူနိုင်ငံကြီးမှာထိုးတာမျိုးရှိတယ်ထိုင်းနေတဲ့ထိုင်းနဲ့ထိုးတာရှိတယ်ပြီးပိုင်းနေထူးထူးနဲ့ထိုးတာရှိတယ်နောက်ဆုံးအောင်ခိုင်လည်းပေါ့နော်အောင်ခိုင်တိုင်းမှာလည်းအစည်းတည်ပြန်ပြတ်သွားပြီအဲ့တော့ဒီရာမန်အနေနဲ့ဒီပိဋကချိုးကသုံးသက်ကြတာပါလဲဆိုတော့ရာမန်ဒီသွေးသွေးဝင်လိုက်နေပြန်သွေးသိမ့်ပြီလို့ထင်တယ်တကယ်လို့သူတို့ပွဲ ထိုးပစ်ခဲ့မယ်ဆိုရင်ထိုးသိမ့်ပြီလားဗောနောထိုးပစ်ခဲ့ပြီဆိုရတယ်ရာမန်နဲ့သူသိမ့်ဝင်လိုက်သည်လက်ရှိချိန်မှာပြန်ဆောင်သိမ့်ပြီလားဆရာဆရာရဲ့အမြင်လေးသိပြရပြီအဲ့တော့သူတို့ကစားမှန်ဆိုတော့ကစားလို့ရတာဗောဟုတ်ကဲ့အဲ့တော့သူတို့ကဒါပထမရန်နဲ့ဝင်သွားတဲ့လဝိသမားတွေပဲလေဟုတ်ကဲ့ခလာအဓိကသူကစားချင်တယ်ဆိုရင်တော့သူစူးစားရမယ်သူမှအဓိကဗောခန္ဓာကြီးလေးနည်းနည်းပြင်ရမယ်အဲတတိလေးနည်းနည်းမွေးရပါတော့အဲ့ဒါဆိုရင်တော့သူချန်ပီယံတောင်းကိုသူကစားနိုင်တာပေါ့ဟုတ်ကဲ့ သူကအဓိကဟာဆရာတယ်မဟုတ်ပါဘူးတခြားသောလူတွေအကောင်ကသူကတတိမရှိဘူးလို့ပဲပြောကြတယ်တကယ်လို့သူကတတိရှိပါတယ်နေကျင်မှုအာမရှိလို့နေကျင်မှုအာနဲလို့အဲသူကဆိုပြန်ဝဲတွေကိုဆုံးနေခဲ့တာလည်းရှိတာပါဘူးပြောမယ်ပြင်းထန်မှုကလက်ဝဲသမားတယောက်ကတော့ကိုကချန်ပီယံဖြစ်ချင်တာပဲဖြစ်ဖြစ်ရိုးရလုံးကိုရှင်းပြနေတာပဲဖြစ်ဖြစ်ပေါ့နေကျင်မှုအာကိုမပြင်းနဲ့ဘူးတယ်ပေါ့ကြီးနောင်းကိုကစားမှဆိုရင်တက်တက်ပို့ပြီးတော့လေ့ကျင့်ရတယ်အဲအဲ့ဒါမျိုးကစားရတာပေါ့အဲ့ဒါဒီစီးမှာဆရာရောက်ဖူးတယ် ဒါပေမဲ့ကလေးတွေကကစားလိုက်ယူဆိုရင်ကျွန်တော်ကလမလည်းရှိတာပဲဆရာတွေက order ကြောင်းတယ်လို့တန်ခိုးတွေကတော့ကစားပဲလေ့ကျင့်ပဲဆိုရင်တို့ကတို့ဆရာတွေကတချို့ဆရာတွေက5မိနစ်ပြီးထိုးတယ်တချို့ဆရာတွေ5မိနစ်ပြီးထိုးတယ်5မိနစ်ပြီးထိုးတော့ဆရာသမားတွေကကလေးရတန်ခိုးတော့ကစားတာပတ်ကိုကန်တယ်ထိုးတယ်ကြိတ်တော့လက်တိအလို30တောင်ပြောင်းမထိုးဘူးအဲအဲ့လိုကလေးကြီးရှိတာပေါ့ကလေးလည်းဒီမျက်နှာကျင်နေဆိုရင်တော့ပြေဝါကိုကစားမယ်5ကြိမ်ကစားမယ်ဆိုရင်5ကြိမ်လုံးလက်တိအများဆုံးထွက်နိုင်အောင် အဲအဲ့ဒါမျိုးပေါ့လက်တီအားနေတဲ့အတွက်သူလက်တီကပျော့တာပေါ့ပြောမှမဆိုပြင်းနှံ့မှုနေတာပေါ့အဲဆရာတို့ကြတော့ဆရာတို့ကကစားရင်တော့ဆရာတို့ခက်ရတော့နိုင်နေကစားရတာပေါ့တနိုင်လုံးကစားရင်တနိုင်လုံးလက်တီအပြေဝထူတာပေါ့အဲအဲ့ဒါမျိုးလေးဒီဆရာတို့ခက်ပေါ့နော်ဆရာပြောသွားတဲ့ထဲမှာပါတယ်ဆရာတို့ခက်ကလက်ဝိသမားတွေဆရာအပါဝင်ပေါ့နော်ကစားသမားဆရာတို့ခက်ကလက်ဝိသမားတွေဆရာအပါဝင်ကစားသမားတွေရဲ့လေ့ကျင့်မှုပုံစံတွေနဲ့အခုဒီဘက်ပိုင်းခက်ရိုးရလက်ဝိသမားတွေရဲ့လေ့ကျင့်မှုပုံပိုင်းပုံစံတွေက ကွဲပြားသွားလားဆရာဘာတွေများခြားလာသွားလဲကွဲပြားသွားကြတယ်ခြားလာတော့ခွဲခြားမှုကတော့အများရှိတာပေါ့ဆရာတို့ခင်တော့ကတော့ကစားမယ်ဆိုရင်ပေါ့ဟိုထွင်ပြီးတော့ကစားရတယ်ထွင်ပြီးကစားဆိုပျက်စီးမစုံလဲဆရာတို့ခင်မှာဝယ်ချင်နိုင်လောက်ဝယ်လို့မရဘူးဒီခင်မှာပျက်စီးစုံတယ်ကိုမလို့ကစားချင်တယ်ကစားချင်တယ်ပျက်စီးရအကုန်လုံးအုပ်ပြင်းဝယ်လို့ရတယ်အဆရာတို့တော့ကတော့ထွင်ပြီးကစားရတာပေါ့နောက်ကလေးတွေကသူကလေးချင်မင်းရဲ့နေ့တိုင်းပုံမှန်ကစားမယ်လေးချင်နေမျိုးကိုသူကမကျင့်တော့ဘူးသူကဆရာတွေမရှိရင်သူကခိုလိုက်တာပေါ့ပြောရမယ်ဆိုရင် အဲ့ဒါမျိုးတို့ဟုတ်ကဲ့အခုသမားတော့ခိုးလို့မရဘူးလေပြန်ပြီးစစ်စစ်ပြီးတော့လေးကျင်ရပါဘူးလေဦးသမားဖြစ်ချင်တော့လေးကျင်ရမှာပဲမဖြစ်ချင်တော့မလေးကျင်တော့ပါဒါပဲရှိတာဒါအားလုံးဆရာခြုံပြောတော့ပါအားလုံးခြုံခြုံပြောရင်းနဲ့ဦးနာတော့ရာမန်ကိုလည်းဆရာအကြံပြုကျင်တာဒီပထမလမ်းကစားကျင်ရင်တစ်တစ်ဝင်လိုက်နဲ့ကစားကျင်ရင်လေးကျင်မှုပြင်းပြင်းထန်ထန်လုပ်ရမယ်ဆိုတဲ့သဘောမျိုးလားဆရာအေးဘောသူကပထမလမ်းကိုသူ့အနေထားနဲ့ပထမလမ်းကစားနိုင်ပါတယ်သူ့မှာလည်းကစားနိုင်တယ်လက်ရည်လည်းမှီပါတယ်ဒါပေမဲ့သူ့မှာအပြင်ရှင်ရမှာကအဓိကလေးကျင်မှုအပြင်ရှင်ရမယ် န္ဓာရည်ကိုကစားနိုင်တဲ့အထိဖြစ်အောင်သူလေ့ကျင့်ရမှာပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်တကယ်လို့များတိတ်သက်တွေကတော့သွေးသင်းနဲ့ရာမန်ပွဲကိုကြီးကျင်ကြရတယ်ပေါ့နော်ပွဲဖြစ်လာခဲ့ရင်ရောဘလို့နေလဲပြကြီးလို့ကောင်းမလားဆရာအမြင်လေးပြောပါဦးသူတို့များပဲတော့ပေါ့လေပြတန်ပွဲဝင်စားမယ်ဆိုတော့တိုးနေရတော့ကြည့်လို့တော့ကောင်းတယ်။အမြဲတော့ရမန်ကအရက်မောကောင်းတယ်၊ချီတန်လက်တန်တာတယ်။ဟိုဒီအဲသူတိကတော့အရက်နဲ့နေတာပေါ့။လက်ရည်လက်ရည်လက်တီချက်နဲ့ကြည့်မယ်ဆိုရင်တော့ရမန်ကတော့လက်တီပေါက်များတာပေါ့။ အဟိုဘက်ကတော့တလုံးတလီနဲ့သူကတော့အလဲထိုးမှာပေါ့အဲအဲ့ဒီအတွက်ကိုခံနိုင်မှုရမန်နေနဲ့ခံနိုင်မှုတူစားရမယ်ခံနိုင်ရှိရမှာပေါ့သူသိနေထိုးမှာမဟုတ်ပါဘူးဘယ်လိုဒီမှာနေဖြစ်ဖြစ်သူရှင်းပြမယ်ဆိုတော့ကိုအတွက်ခံနိုင်ရအပြည့်အဝမှုရမှာပဲအခုဒီမှာကြာပါကိုကတမားကိုပဲထိုးမယ်တမားထိုးရင်ကိုအိမ်မဆိုတော့ဒါအစလုံးမဟုတ်ဘူးလေကိုလေးလေးချင်းမှုရှိရမယ်ကိုလည်းတမားထိုးတော့ခံနိုင်ရမယ်တမားလည်းကိုထိုးနိုင်ရမှာပေါ့အဲအဲ့ဒီမျိုးကအဖက်ဖက်ပြည့်စုံရတာအဲ့ဒီပြည့်စုံမှသာလေချန်ပီယံတစ်ကောင်တစ်ယောက်ဖြစ်နိုင်တာ အဲ့တော့ဆရာဒါနောက်ဆုံးအနေနဲ့ပါကျွန်တော်ယူရလဝိအကြောင်းလည်းပဲဖိတ်ချင်ပါတယ်ယူရလဝိရဲ့လွတ်တန်းချန်ပီယံဦးလာမဲ့တနည်းနည်းနဲ့သုံးနှစ်၄နှစ်တွေအနာဂတ်ပေါ့နော်အကြောင်းလည်းဖြစ်နိုင်လားဘယ်သူတွေဖြစ်လာနိုင်လဲဒါမှမဟုတ်အခုလက်ရှိချန်ပီယံရမယ်ဆက်ထိန်းသွားနိုင်လားအဲ့ဒါလေးပြောပြပါဆရာအဲ့တော့အခုဒီ၃နှစ်လောက်ထိကတော့ချန်ပီယံထက်လာဖို့တော့မမြင်သေးဘူးပေါ့အဲ့တော့ဒါပေမဲ့စူးစမ်းမှုရှိတဲ့ကလေးတွေကတော့စူးစမ်းနေတာပဲဒါပေမဲ့သူတို့ရဲ့စူးစမ်းမှုတွေကလည်းအဲ့ဒီလောက်ထိမဖြစ်နိုင်ဘူး ။နောက်ထမြင်ကြောက်ဖြစ်ဖို့ဆိုတာကလည်းကိုယ့်ရဲ့ယုံကြည်မှုနဲ့လေးစားမှုပုံမှန်လည်းမတူသေးတာပေါ့။အဲအဲ့ဒါလောလောဆယ်အရတော့မမြင်သေးပါဘူးချန်ပီယံ။အခုကပြောရမယ့်ဆိုရင်ချန်ပီယံဘူဒီမန်းတော့မသိဘူး။ဟုတ်ကဲ့ဆရာ။ချန်ပီယံဘူဒီမန်းတော့မသိဘူးဆိုတဲ့စကားကတော့သဘောကျဆုံးပါပဲဆရာ။ဟုတ်ဟုတ်။ဆရာအခုလိုပြပြဆုံးဆုံးထေချာပေးတာအတွက်အရန်ကျေးဇူးတင်ပါတယ်။ဆရာအနေနဲ့ဒီပြည်သက်တွေကိုဖြည့်ဆွက်ပြီးတော့ဗာများပြောခြင်းသေးလေဆရာ။အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကအခုကျွန်တော်တို့အမျိုးစီကြီးကလဝေကလကနေကအားတိတ်မှုရန်ကုန်တိတ်မှု အဘဘကုမောဖွင့်လာတယ်။အာနေမှာရှိတဲ့ဝါသနာရှင်များဟောလေလက်ဝဲကိုကျပခြင်းနဲ့ပြန်ပွဲလဲကစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကလည်းဖိတ်ခေါ်တာပေါ့တို့။နော်ဒီမှာကျူးမွေးမယ်တို့ပညာသင်ပေးမယ်ပြန်ပွဲပြီးထိုးမှာပေါ့။အဲဒီတွေ့လဲကျွန်တော်ဖိတ်ခေါ်တာပေါ့နော်အမစီယူကလည်းကလာကနေပြီးတော့တဏ္ဍာကောင်းမရှိတဲ့မထိုးတတ်တဲ့ကလေးပဲဖြစ်ဖြစ်ထိုးဘူးနေတဲ့ရှင်ပြန်ကကလေးပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့က မိဘတွေခွင့်ပြုမယ်ဆိုရင်တော့ကျွန်တော်တို့အကောလုံးလက်ခံလဲဆိုတဲ့အကြောင်းပြောပြရင်ဆရာတို့ဆရာတို့ကဒီမှာနေစိတ်စာစိတ်ငယ်နေဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာသူတို့ပညာလဲနေမယ်ထမင်းလဲကျွေးမယ်ဒါမှမဟုတ်သူတို့မိဘတွေကလက်ခံပြရမှာပေါ့နော်ဟုတ်ကဲ့ပါသူကိုယ့်သဘောနဲ့ကိုယ်လက်နေမယ်ဆိုတော့လက်မခံဟုတ်ကဲ့ခင်ဗျာမိဘအုပ်ထင်းစုရခွင့်ပြုချက်ခွင့်ပြုချက်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလို့ဖြစ်ကြရတဲ့အတွက်